အားလုံးပဲမင်္ဂလာပါဥတီရဲ့ channel လေးကနေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေအားလုံးကိုကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်ဒီနေ့မြောက်ပြင်မဲ့ကြောင်းလေးကလက်ရှိပေါ့နော် Google ကနေပြီးတော့မြန်မာဖုန်းနံပါတ်တွေနဲ့ပတ်သက်ပြီးတော့ကုမ္ပဏီတွေပြသလာကိုဘယ်လိုမျိုးဖြည့်ရှင်းပြီးတော့ two step တွေနဲ့ပတ်သက်ပြီးတော့အာဒီဘယ်လိုလုပ်လို့ရလဲဆိုတဲ့ကြောင်းရလေးကိုမျှဝေပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ account လေးကို like and share လေးနဲ့ follow လေးလုပ်သွားပေးဖို့လည်းပြောချင်ပါတယ်အော်ဥစားပြမကိုယ့်ရဲ့ Google account နဲ့ဝင်မှာ profile လေးကိုကျွန်တော်တစ်ချက်သွားမယ်ပေါ့နော် တော့ဒီဘက်မှာရှင်နေကိုရဲ့ဒီ Google profile နဲ့ဟိုတစ်ချက်ဝင်လိုက်ပါဒီလိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုရဲ့ profile နဲ့ကိုရောက်ပြီးရောက်ပြီဆိုတဲ့အခါမှာ MANAGEYOUR.GOOGLEACCOUND ဆိုပြီးတော့ manage your Google account ဆိုတဲ့နေရာလေးကိုဝင်ပေးရမှာပဲဖြစ်ပါတယ်လိုမျိုးဝင်ပေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအမနောကိုရဲ့ဒီ account လေးကိုရောက်သွားပြီဆိုတာနဲ့တွေ့ရတဲ့နေရာတွေက personal info ရှိမယ် security and sign in ရှိမယ် password manager ရှိမယ် your device data and privacy ပေါ့နော်အဲဒီလိုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဘာကြောင့်များဝေပြရလဲဆိုတော့အရှိမာပေါ့နော်ကျွန်တော်ဒီကုမ္ပဏီရဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့အကိုရဲ့ gmail မှာ two step verification လောက်ထားတာဖြစ်တဲ့အတွက်အကျွန်တော်နေတာ user လက်ကူစာနဲ့ပေါ့နော်ကိုရဲ့ phone ထဲမှာရှိနေတဲ့ single မရှိတော့တဲ့ကိုရဲ့ gmail account ကိုအစင်ပြန်လဲပြီးတော့အာဒီ two step မှာအဖုန်းစင်ကပ်ဖြုတ်တာဟောပေါ့နော်အဲကျွန်တော်တခါပြောပြီးသားမှာပဲဖြစ်ပါတယ် အော်ကိုရဲ့ပေါ်တဲ့ personal profile ထဲကိုဝင်လိုက်ပြီဆိုလို့ရှိရင်ကိုကပါတွေ့ရမယ်ဆိုကိုထည့်ထားတဲ့ဖုန်းနံပါတ်တွေတွေ့ရပဲနော် two step verification ဒါပယ်လေးကနေပြီးတော့ဖွင့်ခဲ့တယ်ဆိုတဲ့ date တရားမှစကျွန်တော်ကြည့်လို့ရမယ်အဲတော့ကျွန်တော်တို့ဒီမှာ two step verification နဲ့ပတ်သက်ပြီးတော့အဓိကဖြုတ်ချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့က နောက်တဲ့တခြားဘာတွေရောလုပ်လို့ရမလဲဆို Password Manager Password Manager မှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ Facebook တို့ကိုကဲတို့ TikTok တို့တခြားခြားသောပေါ့နော်ကိုသုံးထားတဲ့ account တွေရဲ့ password ကိုလည်းကိုနေတွေကပြန်လည်ပြီးတော့ကြည့်လို့ရမှာပဲဖြစ်ပါတယ်ဒါကတော့သက်ဆိုင်ရာ Gmail ရဲ့အာတော့ password ထိန်းသိမ်းထားတဲ့ စနစ်တစ်ခုပေါ့နော်အဲ့တော့ကျွန်တော်ဒီ security ရဆိုင်းနဲ့ကိုဝင်လိုက်ပါဒီလိုဝင်ပြီးသွားပြီးဆိုလို့ရှိရင်ပေါ့နော်အကွာဒီအာငါတို့ကတော့ငါတို့ရဲ့ဖုန်းထဲမှာမရှိတော့ဘူးပေါ့နော်အာဒီဥစ္စာဘယ်လိုလောက်ကပလဲဆိုပြီးတော့ခေါင်းကိုက်နေတဲ့သူတွေအတွက်ညှဝေပေးခြင်းဖြစ်ပါတယ်ဒီပိသားသူတွေကြော်သွားပါအဲ့တော့ဟုတ်ပြီဗျာကျွန်တော်ဒီမှာ two step verification ကိုကျွန်တော်မလုပ်ကလည်းမလုပ်ကမလဲဆိုတော့ two step verification ဆိုတဲ့အရာကြီးကိုကျွန်တော်တို့ကိုယ်တိုင်က ဖြုတ်ပေးပိတ်ပေးရမယ်ပေါ့နော်ဝန်ထားရဲ့ off ပေး off ပေးရမယ်ပေါ့နော်အဲအဲ့လိုဝန်ထားတဲ့အခါမှာကျွန်တော်တို့ off ပြန်နေဖို့ဆိုလို့ရှိရဲသွားအာကိုယ့်ရဲ့ password ပြန်တောင်းတယ်အားလုံးလို့ရှိ pattern ပေါ့နော်မိမိဖုန်းမှာထားခဲ့တဲ့ pattern သို့မဟုတ် pesky ပေါ့ pesky ဆိုတာလက်ပွေကိုပြောတာပေါ့နော်အဲဒီလိုမျိုးလိုအပ်တာဖြစ်ပါတယ်ဒီလိုလုပ်ပြီးသွားပြီဆိုလို့ရှိရင်နောက်တစ်နေရာမှာတော့အခုဒီမှာအာ sure account in protective two step verification ပေါ့နော် two step verification နဲ့ပတ်သက်ပြီးတော့နောက်ကဘာလုပ်ရမလဲဆိုတော့ အာဒီမှာ prevent hacker from accessing your account with an additional layer of security unless you are singing and where passkey ပေါ့နော် passkey နဲ့ကျွန်တော်ဝင်ခဲ့တယ်ပေါ့ you have been asked to complete the most sure second second step available with your account ဘာကြောင့်ကျွန်တော်တို့ဒီ two step ခံတာလဲဆိုတဲ့အနေအထားတစ်ခုကိုပြောချင်တာကွာအဲ့တော့ကျွန်တော်ကဒီမှာ turn off two step verification ဆိုတဲ့အပြာရောင်စာတမ်းလေးကိုတို့က ပိတ်ပေးလိုက်ပေါ့နော် on ဖြစ်နေ off လုပ်လိုက်ပေါ့လုံးဝ off လုပ်မှသာလဲကိုယ့်ရဲ့အကောင့်မှာဒါဒီပေါ့နော်ကျွန်တော်ဒီ to stack ကုန်မလို့ပဲနဲ့ကိုယ့်ရဲ့ Gmail ကိုပြန်လည်ပြီးတော့အာ AC စစ်စစ်လေးပေါ့နော်တခြားဖုန်းမှာပြန်ပြီးတော့ login ဝင်တဲ့အခါမှာကိုယ့်အတွက်အဆင်ပြေစရာပဲဖြစ်ပါတယ်။ကဲကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော်ရဲ့ဒီ profile link ဟာမိတ်ဆွေတို့အကျိုးရှိတဲ့အကျိုးတစ်စုံတစ်ရာရရှိခဲ့တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့တကယ်ချမ်းပေါင်းတဲ့မိတ်ဆွေလေးလည်းသိအောင်များနော်အနည်းဆုံးတော့ like and share လေးတော့ကူညီပေးသွားပါလို့ကျွန်တော်အနေနဲ့ကပြောချင်ပါတယ်။လွန်မြောက်ကျောင်းအရာတွေကိုအများအားဖြင့်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီ account လေးကိုပေါ့နော် like and follow လေးလောက် account လေး app comment လေးပါလေးတွေရေးပြီးတော့မိမိတို့သိချင်တဲ့အကြောင်းအရာလေးတွေကိုလည်းဆွေးနွေးပေးသွားနိုင်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။